ဒီနေ့ကျမဘာလဲဆိုတော့ကလေးကိုတချင်းဆိုပြနေရပေါ့နော်အာရေးကြည့်ပြီးအရင်တော့ကတချင်းကိုကွာကျမနားထဲမှာသူတို့အဲ့လိုဘာလဲဆိုတော့ဆန္ဒပြတော့ကတချင်းကိုကျမပြန်ပြောတယ်ရေးကြည့်ပြီးတာတာလေးရေးညာဘက်ရောက်ပြီးချင်းတော်ထောင်ရမယ်အဲ့ဒါကိုဆိုတာအိမ်ရှိမှာဘူးဆိုဝင်းအိမ်မှာ ရက်ကအုပ်ချုပ်ရင်းမှုအိမ်မှာအတန်းနေဘလန်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 နဲ့လူအများကြီးတကြားနေရပြီ။ဒီမှာထတော့မကြည့်ဘူး။ဒီမှာတသားလေးကိုသူ့ပြနေ။ရေးကြည့်ပြီးတသားလေးရေးညာပဲရောက်ရင်ခြင်းနှောင်းထောင်ရပဲ။ဟုတ်လေ။အဲ့လိုအလိုက်ကလေးနဲ့ဆိုတာဆိုလို့မရဘူးလား။အိုးစာတခြင်းဆိုတာမှမဟုတ်တာ။မှန်တိုင်းပြောရမယ်ဆိုကျမအဲ့လိုပဲကျမညာ ကျမအုံနောက်ကကွာအဲ့လိုတချင်းလေးတွေကိုဖြတ်ဆိုတာတဘောကြတယ်။ဘာကြောင့်လဲမသိဘူးတခါတလေကြာဒီနေ့ဆိုအန်တီရလာမေးရဲ့လေ။လာမေးရဲ့ဟိုစာအိမ်နံပါတ်45အဲ့အမျိုးသမီးကိုကျမမသိဘူး။သူကတော့ကျမကိုသိရပုံစံမျိုးနဲ့လာမေးတာ။အာအိမ်နံပါတ်45မှာအန်တီတို့ဟိုဘက်အိမ်လို့ပြောလိုက်တော့ဟိုဟိုဘက်အိမ်လေးလို့ပြောလိုက် infinity လေးလို့ပြောလိုက်တော့မှ तू อ่ะလှည့်ကြည့်လှည့်ကြည့်ပြီးတော့ဗာပြောလဲဆိုအာ तू လက်ထွက်သွားကျွန်မပါဆိုလဲနီးရနေဝေးမစုံလိုက်လို့ဆွေးဆိုပြီးဆိုတော့တခါအဲ့ andy ကပြန်လှည့်ကြည့်ရဲ့ကျွန်မအဲ့လိုမျိုးပေါ့နော်နောက်နောက်ချင်တဲ့စိတ်ကလေးကတော့ရှိတယ်ကျွန်မတငယ်ချင်းတွေကိုလည်းအဲ့လိုပဲနောက်လေးရှိတယ်ဟာနေတာအခါတလေကြာအဲ့လိုနောက်ပြောင်းပြီးတော့ကျွန်မအဲ့ဒီတချင်းလေးတွေကိုအခါတလေကြာပြန်ပြီးတော့ဖြတ်ပြီးဆိုတာလေးရှိတယ်ဥပမာ ဟိုဥစားပေါ့နော်ရီးစားစားတဘောမျိုးဗာလဲရီးစားစားရရှိရပါပါလေဆက်ဆိုင်ခဏရရီးစားပါပါလေဟုတ်ပါလေဟိုတနေ့ရတော့စုံနေလေးတဲ့ဒါရီးစားစားဆန်းဆိုင်ရရီးစားစားပါလေအိုင်ရှိမင်းစပတ်ပြလေးတဲ့မေးသွားအဲ့ဒီတော့လည်းဖြတ်ဆိုတာဒီမှာအဲ့လိုပဲအာဟိုဥစားတချင်းလေးတွေအဲ့လိုဖြတ်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 စီရဆိုရအဓိကကွာကျမကတချင်းကိုဘာကိုအဓိကကြည့်ပြီးတော့ကြိုက်တယ်ဆိုတဲ့ဟာအချက်က ူများနဲ့တူကျမလည်းတူမှာနော်ကျမစာသားကိုအရင်ကြည့်ပြီးကြိုက်တယ်စာသားမကောင်းလို့ရှိရင်ကျမမကြိုက်ဘူးစာသားကိုပထမဆုံးကြည့်ရနောက်တစ်ခုကပါတယ်ဆိုတော့ melody ပေါ့နော်တချင်းနောက်ကနေပြီးတော့တီးပေးတဲ့ melody လေးတချို့တီးလုံးနေကြမကြိုက်တဲ့တီးလုံးလေးရှိရအဲ့လိုမျိုးလေးတွေ melody လေးကိုဒုတိယတစ်ခေါက်ကြည့်ကြိုက်တယ်တစ်ခါတလေကြာရအဲ့လိုတချင်းစာသားလေးတွေမှာ ့အကူစာလုံးလေးတွေထည့်ပြီးတော့အဲ့တချင်မျိုးပုံစံမျိုးဖြစ်အောင်လဲဒီမှာဆိုရဲအာအမှန်တကယ်ကတော့ဟိုတိုးထောင်လုပ်ချင်တဲ့လူကတော့ပြောမှာပေါ့နော်ဒီကောင်မလေးရေးကြည့်ပြီးဟိုစာပြောမယ်ဆိုရင်ဗာလဲဟိုဗာလဲအနဒီတချင်းတွေပါဆိုနေရလို့ထင်မှာပေါ့နော်ဒီမှာအော်ကြီးဟိကျင်နဲ့ဆုံနေရပါရေးကြည့်ပြီးတာတာလေးရေးညာပဲရောက်ရင်ချင်းအောင်ထောင်ရမယ် င်နောက်ထားရမယ်ဆိုတာကြည့်။ဘာကြောင့်ပြောလဲသိလား။ဟိုမှာကြည့်ရှင်နောက်ခေါင်းအုံထားတာ။ကျမထောင်လို့မရဘူး။သိလား။အဲ့လိုဒီလိုဒီလိုသားမျိုးရှင်နောင်ကသူ့ရဲ့မွေရာလို့ပဲ။ तू ကလေကျမနဲ့နေရဲ့ကလီလာမကလီလာတော့မသိဘူး။ဒါပေမဲ့ तू ကဘာလဲဆိုတော့အဲ့လိုမွေးမွေးခင်ဖိုက်တော့ကလည်း तू ဘာဘာအချင်းရှိလဲဆိုတော့ဘာလဲဆိုတော့အဲ့လို ဆောင်းလေးတွေသူ့ဖေပေါ့နော်သူ့ဘာလို့သွေးသွေးဆိုသွေးသွေးသားတော်ဆက်တဲ့အဖေကအဲ့တော့ခြေထောက်လေးတွေကိုအဲ့ဒီဆောင်းလေးတွေကိုပုတ်တဲ့အချင်းရှိတယ်ဒီကလေးလေးလည်းအဲ့လိုအဲ့လိုပုတ်တယ်လူကိုလေအဲ့လိုလိုက်ပြီးတော့ခြေထောက်ကိုလိုက်ပုတ်တယ်ဆောင်းလေးကိုလိုက်ပုတ်တယ်ပြီးတော့သီးဝပေးသွားလို့ရှိရင်အဲ့လိုသူ့အောင်ပါလေအဲ့လိုအဲ့လိုမှုရလိုမျိုးလေး ဆောင်းဆောင်းလူတွေကဆောင်းခြုံတယ်မလား तू ဆောင်းမခြုံဘူး तू ဒူးဗိတ်လေဒူးဗိတ်ကိုအဲ့ဟိုဆောင်းမလုပ်တာလေဆိုခင်းပြီးအိတ်တာဆောင်းမခြုံဘူးအပေါ်ကနေပြီးပန်ကားကြီးနဲ့အဲ့လိုကြီးဒါကြောင့်မလို့နေမကောင်းတာလည်းမပြောနဲ့အခုဒီမှာဆောင်းချင်းနောက်ထောင်မလို့ပြောနေရခဏခဏတချင်းဆိုနေ तू ဘာလုပ်တာဒီမှာတက်ဖိထားတယ်ကျမကျမချင်းနောက်ထောင်လို့မရဘူးညာဘက်အိတ်တော်မယ်အဲ့ဒါကိုအရေးကြီးပြီးတချင်းနဲ့ဆိုးနေတာအဲ့ဒါကိုမဖယ်ပေးဘူးအဲ့မှာ အဲ့မှာတက်ဖိထားတော့မယ်အခုဓာတိပေးပြောရဆိုတာခက်တဲ့ကလေးတိုင်းနင်းနေနေတော့ဒါ is extremely no good ဆက်ရှိရမှာ9နိုင်ဆက်ရှိရှိပြီးပြီးလားဆော့လို့ပြီးလားချင်းအောင်တော့ပြဲတော့မှာပဲဖယ်တော့နောက်တစ်ခါအဲ့အရေးကြီးပြီးတော့တစ်ခါနောက်တစ်မျိုးနဲ့ပြောင်းဆိုပေးရမလားအရေးကြီးပြီး အရေးကြီးပြီလေဟုတ်တယ်လေမမီတို့ချင်းအောင်ထောင်ရမယ်လေညမရောက်ပြီအရေးကြီးပြီတချင်းဟုတ်လေအရေးကြီးပြီတချင်းက तू ကဆိုရာ तू ကကလေးပဲမဲ့ तू ကအဲ့ဒီအသီးတော့ကိုကြိုက်လို့ तू ကဆိုရဲကျမအဲ့ဒါကိုဖြတ်ဆိုရဲဒီမှာချင်းအောင်လေချင်းအောင်ခုမှထွက်လာတယ်တွေ့လားခန္ဓာကိုယ်ကနေအောက်ကနေပြိနေရာနေပြီးတော့ထွက်လာတယ်အဲ့လိုအဲ့လိုကျမတို့နှစ်ယောက်ကအဲ့လိုတချင်းနေတော့အကုန်ဖြတ်ဆိုရဲ तू ကလည်းလှုပ်ချင်တာလှုပ်ကိုယ်ကလည်းလှုပ်ချင်တာလှုပ် ဒါပေမဲ့လေကို့အတွေ့ခေါ်တယ်သူများအတွေ့ခေါ်မတူတိုင်းသူများရဲ့လှုပ်ဆောင်မှုမတူတိုင်းသူများစဲစားပုံမတူလိုက်ဒီတယောက်ကိုယူနေပါပြီလို့တတ်မှတ်လို့လည်းမရယူနေပါပြီဆိုပြီးတော့လဲအတင်းလှုပ်ကြံပြီးတော့အယူထောင်နဲ့ပို့လို့မရအဲ့ဒါကဘာလဲဆိုတော့ဒါရာဇဝတ်မှုဖြစ်တာဒူးစရိုက်မှုဖြစ်တာအကယ်၍အဲ့လိုလိုမျိုးလှုပ်ခွင့်ပေးလိုက်မယ်ကျမတို့တော့ ကျွန်မကိုသာအယူဆောင်နေတာသွားထည့်လိုက်မယ်ဒါမှမဟုတ်လို့ရှိရင်အပြင်ကပုဂ္ဂလိကဟိုစာပေါ့နော်အဲ့လိုမျိုးထိမ့်သိမ့်နဲ့ပြန်အိမ်နေမှာကွာအဲ့လိုမျိုးထိမ့်သိမ့်နဲ့ hospital တို့မျိုးပေါ့ပြောရမယ်ဆိုစိတ်ကျမ်းမာရေးစင်တာတို့မျိုးဖွင့်ထားတယ်ပေါ့ပုဂ္ဂလိကအဲ့လိုမျိုးမှာသွားထိမ့်သိမ့်လိုက်ပြီဆိုဒါဒီကျင်းနေတယ်ရာဇဝတ်မှုကျူးလို့နေတာတဦးတယောက်ကျူးလို့နာမဟုတ်ဘူးတဖွဲလိုက်ကြီးပေါင်းပြီးကျူးလို့နေတာဆရာဝန်တွေလည်းပါတယ် ကျမရေဝန်ထမ်းတွေလည်းပါတယ်ပြီးတော့သူများပြုတွေလည်းပါမယ်အိမ်ကလူတွေလည်းပါမယ်သူ့ရဲ့ background တိတိယပါမယ်ကဲကျမကတော့အခက်ခဲတွေအများကြီးရှိပါတယ်တရက်ကလုံးကိုကျမဘယ်သွားတာဒီနေ့ဆိုကာဗာမြန်မာသွားရနော်ဟုတ်လားဒါသိနာအောင်ဟုတ်တယ်မမီတို့ကာဗာမြန်မာသွားတယ်အဲ့ဒါဖာလန်းပါလေအဲ့ဒါ ။ဗညာတလလန်လားတပိဗယန်လန်လား။ဒီမှာအဲ့ဒီဟာကြောင်မြောင်းကြောင်မြောင်းကြောင်ကြောင်ရောင်းတဲ့ဒီဘက်က65သွားရဲ့ဘတ်ချန်လေး။ ocean နေပါသွား20ဘတ်စကားသွားရဲ့လန်။အဲ့ဒီမှာကာဗာမြန်မာရှိရဲ့ကာဗာမြန်မာရှိတဲ့အချိန်မှာကတော့ထိတ်ပြောင်တဲ့တရုတ်ကြီးတယောက်တထေးလာရှာတထေးရှာမတွေ့ဘူးလို့ပြောရဲ။ တိရှာမတွေ့ဘူးဒါပေမဲ့ဝန်ထမ်းတွေကတော့ကျမကိုလက်ညှိုးထိုးပြီးတော့ပြတာတွေပါရောကျမတွေ့တယ်ဒါပေမဲ့ကိုကလည်းမသိအောင်နေလိုက်တယ်ကွာဒါပေမဲ့အဲ့လိုနေလိုက်တာခေါင်းငုတ်ခံလိုက်တဲ့သဘောမျိုးဖြစ်နေရပါတော့နော်အဲအားကြောင့်မလို့ပို့ပို့ပြီးတော့မဟုတ်မှမှန်တဲ့တင်းကိုပို့လွှင့်တာပေါ့နော်အဲ့ချိန်ကတော့ဗာလဲဆိုဝန်ထမ်းတွေကဘူးမသိဘာမသိနဲ့ဘာလုပ်လဲဆို ကျမကိုလာပြီးတော့ဟိုဘကနေဟိုဟိုဘကနေလိုက်ကြည့်ဒီဘက်ကလိုက်ကြည့်အဲ့လိုမျိုးပုံစံပေါ့နော် ဟိုလွတ်လပ်မှုမရှိတော့ဘူးပေါ့ freedom to live in the neighborhood ဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်အဲ့လိုပုံစံမျိုးတော်တော် human right ကပြောရမယ်ဆိုရင်တော်တော်ကြီးကို human right ကိုပြောရမယ်ဆိုရင်တော်တော်ကြီးကိုသာဒီဟာကိုဆွတ်တင် human right လူတယောက်ရဲ့လူသားတယောက်ရဲ့အခွင့်အရေးလွတ်လပ်စွာနေထိုင်ခွင့်အဲ့ဒီဟာကြီးလုံးဝပျောက်သွားတာကျမအတွက်ကျမသားအတွက်သူတို့ကတော့ကိစ္စမရှိဘူးလေ သူတို့ကိုကိုလို့ရမကောင်းတဲ့င်းကိုလွှင့်နေတူတယ်။လိုက်ပြောရတဲ့လူကကိုရဲ့အဖေလည်းမဟုတ်အမေလည်းမဟုတ်ဦးလေးလည်းမဟုတ်အတော်လည်းမဟုတ်။ဒဇိန်းနေ။ဒါပေမဲ့မဒူးစိုက်မှုလုံနေတဲ့ဒဇိန်းနေ။သူတို့ကလည်းဆိုကလေးတွေကိုမွေးတယ်။ဥပမာဒါကျမမွေးထားတဲ့သားကိုသူတို့ကယူမှာ။သူတို့ကယူမှာ။ဘာဖြစ်လဲဆိုရင်အခုဆိုရင်အဖေအမေနာမည်နဲ့ကလေးရဲ့မိဘနေရာမှာစာရင်းဝင်ထားတာဆိုတော့ ကျမကိုပတ်ထုံမှာသူတို့ကကလေးကိုတော့ယူမယ်တချိန်ချိန်ကြရင်ကလေးကိုအတီးပွင့်ကလေးရဲ့အတီးပွင့်ကိုသူတို့ကစားမှာသူတို့ရဲ့မျိုးရွှေစင်မျိုးစားကစားမှာတကယ်တော့လုံးလုံးပေးရတာကာယကရှင်ဖြစ်တဲ့ကျမရဲ့ကျမရဲ့သားရဲ့ကလေးကဒီကလေးကထပ်ပြီးတော့ကလေးတွေမွေးလာမယ်ဆိုရင်သူတို့ရဲ့ရွှေစင်မျိုးစားကိုသူကအကုန်လုံးမှာ ဒါပေမဲ့ကလေးကိုကြာရင်ကျမအွယ်ရောက်လာလို့ရှိရင်အတုံးမတဲ့တော့ဘူးဆိုရင်အဲ့လိုပဲအယူထောင်မရရအောင်ပို့အောင်မှသူတို့အရန်ကြောက်ဖို့ကောင်းတယ်အာနာရှင်နေလက်ထပ်မှာ